်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေဂျေဇုတော်နဲ့ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှကျွန်တော်ပေါ်သူတက်ရောက်ပါစေဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါれဖျားခင်ရဲ့ဂျေဇုတော်ကြောင့်ကျွန်တော်ခုဆိုရင်2025ခုနှစ်စက်တင်ဘာလ26ရက်နေ့သို့ကျွန်တော်ရောက်ရှိလာပါပြီပူဆောင်းတော်မူသောဖျားရှင်ကိုယေရှုတင်ပါれနေ့ရက်စက်တိုင်းကြည့်ရှုခွန်အားယူတော်သူ အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေစွတ်ကောင်းကြပါစို့အဖဖျားနှုတ်ဘတော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါနည်းနည်းတဲ့တမန်တော်ကိုကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်စွတ်တောင်းတဲ့ဝေငှပါရယ်ဖျားအာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်တပည့်ဂျမ်းမာတွေ့ရတဲ့ဓမ္မသက်မြို့နဲ့ပတ်သက်ပြီးတော့ရှုရိပေဓမ္မသက်မြို့ရဲ့ထင်ရှားတဲ့ဖြစ်ရပ်တွေကျွန်တော်နားထောင်နေတယ် အဲ့တော့တမောင်းချမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မသက်မျိုးနဲ့ပတ်သက်ပြီးထင်ရှားတဲ့ဖြစ်ရပ်၈ခုကျွန်တော်နားထောင်ခဲ့တယ်။အခုဓမ္မသက်ချမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မသက်မျိုးရဲ့အရေးကြီးတဲ့ဖြစ်ရပ်၅ခုကျွန်တော်နားထောင်ပါဒီနေ့ဆိုရင်၃ခုမြောက်ကိုရောက်ပြီးဖြစ်ပါတယ်။အဲ့တော့နံပါတ်၁ပထမတစ်ချက်ကတော့သခင်ယေရှုခရစ်တော်ရဲ့သတင်းစကားယေရှုခရစ်တော်ရဲ့သတင်းတော်ဧဝံဂေလိသတင်းစကားဟာရှုရိပီအနတ်ကြော်ကြားခဲ့တယ်။ မသက်ခန်းကြီးလေး24ကိုဖိုက်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နောက်နံပါတ်1ကတော့ခရီးရန်တို့ညံပန်းနှိပ်စက်ဖို့ရှောလူကအဲ့ဒီမြို့ကိုသွားခဲ့တယ်။သွားခဲ့ပြီးမဲ့အဲ့ဒီဓမ္မသမီးကလူတွေဘလို့ဆူတောင်းလဲမသိလမ်းမှာရင်ရှောလူတတ်တာပြောင်းလဲပြီးပေါ်လူဓမ္မတော်ကြီးရှင်ပေါ်လူဖြစ်လာတယ်။ဓမ္မတော်ကြီးခန်းကြီးကိုငယ်တက်ကနေပြီးတော့နှစ်ထိဖိုက်တွေ့ရမယ်။ကျွန်တော်တို့တက်ကနေပြီးတော့တဆယ်လောက်ထိဖိုက်ရင်တော့အသေးစိတ်ပို့ပြီးတွေ့ရမှာဖြစ်တယ်။ဒါလည်းကျွန်တော်မနေ့အများကြီးရှင်းပြခဲ့ပြီးပြီ။ မ္မတုံတတိယချက်ကတော့ရှောလူသို့မဟုတ်ပေါ်လူဟာထိုမြို့မှာတရားတွေဟောခဲ့တယ်တမ္မတမြို့မှာတမ္မတော်ဘုရားကြီးကိုငယ်19ကနေ22အထိဖန်ကျော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်အဲ့တော့အဲ့ဒါလေးကိုနည်းနည်းဖတ်ချင်တယ်ထို့နောက်ရှောလူသည်တမန်တော်မျိုးမှာရှိသောတပည့်တော်တို့နဲ့တူအင်တန်ကာလနေ၍ယေရှုသည်ဖျားခင်သားတော်ဖြစ်ကြောင်းကိုတရားစစ်တော်၌မဆိုင်မလင့်ဟောပြောလေ၏ ကြားတော်သူပေါင်းတို့သည်အံ့ဩ၍ဤသူကထိုသခင်ကိုပတ္ထနာပြုသောသူတို့ကိုယေရုရှလင်မြို့၌ဖြစ်စည်းသည်တာမကထိုသူများကိုချီနောင်၍ယေဘရိအကြီးတို့ထံသို့ပို့ဆောင်ခြင်းကဤရက်သို့လာတော်သူမဟုတ်လောဟုဆိုကြ၏ရှောလူသည်လည်းအာတိုးပွားသဖြင့်ဒါပေမဲ့မြို့၌နေသောယူဒလူတို့သည်ပြောသမျှသောစကားကိုခြေ၍ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကိုထင်ရှားစွာ ပြတော်မူ၏အာမင်အဲ့တော့အခုကျွန်တော်တို့ဖတ်သွားတဲ့ဒီချမ်းပိုက်ထဲမှာတမန်တော်ရှင်ပေါလုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ထူးခြားတဲ့အရာလေးတော့တွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီဓမ္မသက်မြို့မှာသူကနှုတ်ဘတ်တော်ဒီကိုအများကြီးဝီငှခဲ့ဝီငှအဒီဝီငှတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ အဲဒီတပ်မတော်ဘူးဒီခန်းကြီးကို19ကနေ20နှစ်တိဖိုင်ဟမ်မတော်တွေ့ရမှာအဲ့တော့ဒီရှင်ဘိုးလူကအဲ့ဓမ္မသမြို့မှာအကြီးအကျယ်သူဝေငှတဲ့အကြောင်းညာပေါ့နော်သူဝေငှတယ်ဆိုရဲအကြောင်းညာပေါ့ဓမ္မသမြို့မှာရှိတဲ့လူတွေကအော်တယ်ဘာလို့လဲဆိုတော့ဒီဓမ္မသမြို့ကိုသူကဒုက္ခပေးဖို့လာတဲ့သူကဝေငှတဲ့သူဖြစ်လာတယ်အဲ့ဒါလေးအအောင်စရာအော်ဒီခါလေးကျွန်တော်တို့ကဒုက္ခရောက်တဲ့အချိန်လို့သတ်မှတ်တဲ့ အရာတွေရှိတတ်တယ်ဒီချိန်ဆိုဒုက္ခရောက်မယ်ဒီချိန်ဆိုကက်ခဲမယ်ဒီချိန်ဆိုကြက်တဲမယ်ဒါပေမဲ့အဲဒုက္ခရောက်မယ်လို့သတ်မှတ်တဲ့အချိန်အကောင်းဆုံးအချိန်ပြန်ဖြစ်လာတတ်တယ်ဒီချိန်မှာကြက်တဲမယ်လို့ထင်တဲ့အချိန်မှာအပေါ်ကျွယ်ဘွားဆုံးလည်းပြန်ဖြစ်တတ်တယ်ဒါလေးကိုအပီးချက်တယ်ဒါကြောင့်ရှောလူဆိုတာအရင်တော့တိတ်ဆိုးခဲ့တယ်ဒါပေမဲ့သခင်ရှုနဲ့တွေ့ပြီးသူသက်တာပြောင်းနေတယ်သူကြားတယ်ဒါကြောင့်ဘုံကမှာတဲ့အရေးကြီးတဲ့စကားလေးလုံးပြောချင်နော် လူကြပါတဲ့ဘလောက်နေခဲ့လဲအရေးမကြီးပါဘူးတဲ့ဒါပေမဲ့ဘလို့နေခဲ့လဲဆိုတာအရေးကြီးပါတယ်ပြပြောချင်တယ်သင်ဘလောက်နေခဲ့လဲအရေးမကြီးဘူးဒါပေမဲ့သင်ဘလို့နေခဲ့လဲဆိုတာအပိုအရေးကြီးတယ်ဟောရှောလူကသူကအသက်တရာကျော်ထိတော့သူမနေခဲ့ပါဘူးဒါပေမဲ့သူဘလို့နေခဲ့လဲဆိုတော့သခင်ယေရှုကကေတင်ရှင်ဖြစ်တယ်ဆိုတော့ဧဝံဒီသတင်းစကားကိုအစင်မြဲဟောပြောပြီးနေခဲ့ ဒါကြောင့်ဒီတမန်တော်72ပါးမှာနော်သခင်ရှုကိုသစ္စာဖောက်ပြီးတော့ရောင်းစားခဲ့တာယူဒက်ရှကာယုဒီယူဒက်ရှကာယုနေရာမှာပေတရုကပြန်ယူရတဲ့အခါမှာနော်တမန်တော်2ပါးလာလျှောက်တယ်တမန်တော်2ပါးဆိုတာထပ်ပေါ်နော်ဓမ္မဆရာ2ပါးလာလျှောက်တယ်ယောသတ်နဲ့မတိတဲ့သူတို့နှစ်ယောက်ကိုမဲနိုင်ခိုင်းတဲ့အခါမတိရမဲပေါ့အော်ယူဒက်ရှကာယုနေရာမှာအစားထိုးလိုက်တာမတိကိုဒါလူကအစားထိုးလိုက်တာပေတရုဦးဆောင်ပြီးတမန်တော်တွေကဟာဒါယူဒက်ရှကာယုနေရာမှာမတိဆိုပြီးတော့ တမန်တော်ဆိုပြီးစားထိုးတယ်ဒါပေမဲ့လူစားထိုးလို့လာမနေသူသိမသိတကယ်တော့အယူရရှိကလေးနေမှာတကယ်ဖျားအစားထိုးထဲ့ပါရှင်ပေါ်လူလို့ခမှန်းရဘာကြောင့်လဲဆိုပေါ်လူကယူရရှိကလေးကိုထက်တော့အများကြီးအမှုတော်မြတ်မှာလှုပ်ဆောင်ခဲ့တယ်ဆိုတော့တွေ့ရတယ်နောက်ခုလေကြည့်ဓမ္မသမျိုးကလူတွေအလွန်ကြောက်လန့်နေတဲ့သူကအလွန်နူးညံ့သိမ်မွေ့တဲ့သူဖြစ်သွားအောင်ဖျားရှောလို့ပြန်လှုပ်လိုက်တယ်ဒီကလေးတင်သိကြောက်လန့်နေတဲ့အရာတွေက ဝမ်းမြောက်ဖွယ်ရအရာဖြစ်အောင်ဖျားပြန်လုပ်တယ်တင့်တော့တိတ်ချက်တဲ့အရာတွေကချောင်းအောင်ပြန်လုပ်တယ်ဒါနှုတ်ကတော့ကျွန်တော်စကားပြောတာဖြစ်တယ်တော့ရှိုးလူကအဲ့မျိုးမှတရားဟောတွေကလူတွေကအံ့ဩတယ်တဲ့ပြီးတော့ဘုရားရဲ့နှုတ်ကတော့အများကြီးပါဖြစ်လေပြန်ပွားတယ်ဘသူအားဖြင့်လဲရှိုးလူအားဖြင့်ပေါ်လူအားဖြင့်ပြန်ပွားတယ်ဆိုတော့သတ်တူရတယ်အဲ့တော့ဒီမှာလည်းအချက်ကလေး၃ချက်ပြပြခြင်းတယ်နံပါတ်၁ပရမတ်ချက်ကတော့ဘာလဲဆိုတော့ ရှောလူကဓမ္မတမျိုးကိုဒုက္ခပေးဖို့သွားတဲ့သူကအဲ့ဓမ္မတမျိုးမှာကာလအတန်ကြာနေပြီးတော့အကျိုးပြုတဲ့သူတယောက်ဖြစ်လာတယ်အနားနဲ့အောင်ပြောရင်တော့ကျွန်တော်တို့ရှိဒုက္ခပေးဖို့လာနေတဲ့အရာတွေအားလုံးဟာကာလအတန်ကြာအကျိုးပြန်ဖြစ်အောင်ဘုရားသခင်ပြန်ပို့ပေးတတ်တယ်ဆိုတာနံပါတ်1သွားထွေးရတယ်။ကဲဒီမှာနေဒုတိယချက်ကတော့ သခင်ယေရှုကိုအရင်တော့ငင်းဆန်တဲ့သူကသခင်ယေရှုကြောင်းကိုဝန်ခံဟောပြောတဲ့သူပြန်ဖြစ်လာတယ်။ဒါကြောင့်ရှောလူသက်တာအတော်အဟောင်းစရာတော့ကောင်းတယ်။ကျမ်းစာကိုလက်မကဥစ္စာတော့ကျမ်းစာထဲမှာပါတဲ့သခင်ယေရှုကြောင်းကိုလက်မခံတဲ့သူသခင်ယေရှုငင်းဆန်တဲ့သူဒါပေမဲ့သူဝန်ခံတဲ့သူပြန်ဖြစ်တယ်။ဒီကနေ့အသက်ရှင်တဲ့ဖခင်ကိုငင်းဆန်တဲ့သူကတခါတည်းဝန်ခံပြီးတော့ထိုဖခင်အကြောင်းပြန်ပြောတဲ့သူဖြစ်အောင်လေဖခင် ပြောင်းပြန်လှန်တက်တယ်ဆိုတော့တွေ့ရတယ်ဒါတတိယချက်တော့ငင်းဆန်တဲ့သူကနေဝန်ခံတဲ့အဆင့်သူရောက်လာတယ်ဒါမှမဟုတ်တတိယချက်ကတော့ဘာလဲဆိုတော့ရှောလူဟောတဲ့တရားကိုကြားပြီးတော့လူတွေမှာတဲ့အံ့ဩခြင်းရှိတယ်ဒီကလေးကျွန်တော်တရားတွေသာအများကြီးနားထောင်ပြီးအံ့ဩပွဲပါမှမခံစားရတဲ့ခါလေးရှစ်တက်တယ်ဗျဒါမင်းရဲ့ရှောလူပြောတဲ့စကားပေါ်လူပြောတဲ့စကားနားထောင်တဲ့သူတိုင်းအံ့ဩခြင်းပါလာတယ်။ဘောက်ကပေါ်လူထဲမှာအသက်ရှင်နေဖျားပါလာတယ် လူတွေသူ့အရင်တော့ငင်းဆိုခဲ့တယ်ပေါ့ရှောလူဆိုကြောက်တယ်ပေါ်လူဆိုတာနဲ့ကြောက်နေတာဒါပေမဲ့အဲကြောက်တဲ့သူတွေကပေါ်လူရှောလူနဲ့ပဲလာပတ်တာဘာကြောင့်လဲသူ့အထဲမှာသခင်ရှုပါလို့အဲဒီနေ့ကျွန်တော်ရဲ့သက်တမ်းမှာသင်အထဲမှာသခင်ရှုပါရင်သင်ပြောတဲ့စကားသင်ပြုံးတဲ့အပြုံသင်ရဲ့လှုပ်ရှားမှုအားလုံးမှာအံ့ဩခြင်းတွေပါအောင်သူ့ဖခင်ကလှုပ်ပေးမယ်ဆိုတာကိုအားပေးခြင်းပေါင်းနေဆိုကိုတော်ဒီအံ့ဩပွေတယ်။တမန်ကျမ်းစာအလိုရေးတယ်။ကိုတော်ဆိုတာဘယ်သူလဲ?သခင်ရှုခရစ်တော်ဖျား။ တောင်တင့်ထဲမှာအံ့ဩစရာတွေမရှိရင်ကိစ္စမရှိဘူးတင့်ထဲမှာယေရှုခရစ်တော်ရှိလာရင်အံ့ဩခြင်းတွေပါပါမင်းအဲ့တော့တင့်အိမ်မှာတင့်အသက်တာတင့်အလုပ်တင့်မိသားစုတင့်ဝင်းကျင်းမှာအံ့ဩခြင်းတွေပါခြင်းရင်တကယ်ရှုရှိတဲ့အသက်တာနဲ့ဒါအသက်ရှင်ပါမိတ်ဆွေအံ့ဩစရာတွေပါပါမင်းဆိုတော့အပီးကြီးနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးနေကုန်းချုပ်ခြင်းလေတခါတော့ကဘမုခါကြီးတယောက်ကသူ့ရဲ့တက်ကိုကြောင်းသားတွေကိုဆာရွက်တွေ့ရပေါ်မှာအမဲလေးအဆက်ချပြီးဝေလိုက်တယ်ကြောင်းသားအယောက်90ပြစ်စံငမ်းနဲ့ချိန်ပြီးတယ်မင်းတို့ရေးကွာတယ် အဲ့ cyber ကိုရေးတယ်ကြည့်ပြီးကဲဘာတွေ့ရလဲကြီးအော်အဲ့မှာအဲ့ cyber တရွတ်လုံးမှာအလဲတဲတဲမှာအမဲဆက်ကလေးပဲချောင်းအဲ့အမဲဆက်ချောင်းပဲရေးတာအဲ့ချိန်မှာစကားမင်းကြတော့ပမုခရေပြန်သိမ့်ပြီးကဲဒါတော့မင်းတို့ငါစမွဲအမှတ်တွက်တာမထည့်ပါဘူးတဲ့ဒါပေမဲ့အမှတ်လည်းတခုမှမပေးဘူးကွာတဲ့မင်းတို့အယောက်90လုံးရေးတာအဲ့ဒီအမဲဆက်သေးသေးလေးချောင်းပဲရေးတယ်တဲ့စာရွက်အဖြူတရွတ်လုံးချောင်းဘယ်သူမှမရေးဘူးတဲ့ မင်းတို့ကအမင်းဆက်အကြောင်းပဲရေးတယ်တဲ့အဖြူတရွတ်လုံးအကြောင်းတယောက်မှမရေးဘူးတဲ့ဒီနေ့လောကကြီးမှာလူဆိုတာနော်အမင်းဆက်သစ်သေးလေးအကြောင်းပဲရေးစိတ်ဝင်စားတယ်အဲ့အဖြူကြီးတရွတ်လုံးအကြောင်းကြတော့စိတ်ဝင်စားတော့ဒီနေ့ရှောလူဟာပေါ်လူဟာအတိတ်မှာအမင်းဆက်တော့ရှိခဲ့ပေမဲ့သခင်ရှုရတဲ့အခါမှာသူ့အသက်တာလုံးဝပြောင်းလဲခြင်းနဲ့အံ့ဩခြင်းတွေပါသွားတယ်ဒီခါလေးကျွန်တော်တို့ကဒီအမဲဆက်လို့ခေါ်တဲ့အခက်အခဲတွေပြဿနာတွေဒီကိစ္စကပဲပုံကြီးချက်ပြီးပြောတာ ဖခင်ကကျွန်တော်တို့ပေးထားတဲ့အသက်နေ့စဉ်ကျွေးတဲ့အစာဖခင်ပေးထားတဲ့ကောင်းကြီးတွေတောတောင်ကြီးမြေတလိဆန်းတဘာဝတရားမှာဖန်ဆင်းထားတဲ့ဖခင်သခင်ရဲ့လက်ရတော်ကြီးကြတော့ဖခင်လှုပ်ပေးထားတာအကုန်လုံးကြောင့်မေ့နေတယ်။တောင်တွေနေ့ကျွန်တော်ကအမဲဆက်မြင်တော်သူမဟုတ်ပဲနဲ့ဖခင်ကကျွန်တော်တို့ကြီးစုတော်အဖြစ်ရှူရှိုက်ရတဲ့လေတောက်သုံးရတဲ့ရေတောတောင်ကြီးမြေတလိဆန်းတဘာဝတွေကြားထဲမှာသူများတွေဒုက္ခရောက်တဲ့ကြားထဲမှာကိုယ်ကိုလုံခြုံမှုထားတာအဲ့ဒါအဖြူရောင်ကြီးပဲအဲ့ဒါဆာရွက်တရွက်လုံးရဲ့အတိတ်ပဲ။ နားလေအောင်ပြောရင်တော့ကျွန်တော်တို့ကိုပေးထားတဲ့အရာတွေကိုကျွန်တော်ကမမိပဲနဲ့ဖခင်ကျေးဇူးတော်ကြီးရည်ထွက်ပြီးတော့ဘာမှမဟုတ်တဲ့အမဲဆက်လို့အခက်ခဲတွေအိုးပဲမြင်နေတာမဟုတ်ပေနဲ့ဖခင်လုတ်ပေးထားတဲ့အရာတွေကိုမြင်တတ်တော်သူများဖြစ်ပါစေရှောလူကအဲ့ဒီဖခင်ကောင်းမြတ်ကြောင်းမြင်တတ်တဲ့အခါသူ့ထဲမှာအံ့ဩခြင်းပါပေါ်လာအဲ့တဲ့ထဲမှာဖခင်ကောင်းမြတ်ကြောင်းမြင်ရင် ရှိရင်တင့်ထဲမှာအံ့ဩခြင်းတစ်လုံးပါမှာဖြစ်တယ်။အားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေ။ God bless you all ။ကျွန်တော်ညစီရတော့နှစ်ဖန်နှစ်နှစ်6နိုင်မှ7နိုင်အတွင်းမှာကျွန်တော်အာယုံဝိပုကိုးွယ်ခြင်းရှိပါလိမ့်။ကျွန်တော်ပဲဓမ္မဒေသနာဝေနှမှာဖြစ်ပါလိမ့်။စနေနေ့ရုံးပိတ်ကျောင်းပိတ်တဲ့နေ့မှာအထူးပဲလာရောက်နိုင်ကြောင်းနှွေးထွေးစွာကြိုဆိုသလိုတနင်္ဂနွေနေ့28ရက်နေ့ September 28ရက်နေ့နနက်9နိုင်ရက်နေ့7နိုင်အတွင်းမှာကျောက်ရင်ညချင်းနဲ့ချင်းတဲ့တော်ရတဲ့ငွေဝုတ်ပြကိုကိုွယ်ချင်းရှိပါတယ်ထိုနေ့မှာလဲကျွန်တော်ပဲဓမ္မဒေသနာဝင်ငါမှာဖြစ်တဲ့အားလုံးကိုနှွေးထွေးစွာကြိုဆိုရတဲ့ နေနဲ့ဘီပပရိသတ်တွေရော Sunday မှာကျွန်တော်ဒီ page ကနေပဲ live link ပေးမှာဖြစ်ချောင်းပေါ်ပြလို့ရတယ်။သူပြလာမယ့် Sunday ကအရေးကြီးတာ။ကျန်းစာကြည်ကူးရေးပြိုင်ပွဲကိုအသေးစိတ်ကြော်ညာမှာဖြစ်ပါတယ်။တချို့ခဏခဏမေးတယ်ကြည်ကူးရေးအဲ့တော့ကျွန်တော်တို့ October ဆိုအမြဲလုပ်နေကြ။ကျန်းစာကြည်ကူးရေးဘယ်ကျန်းနေလဲအသေးစိတ်လာမယ့်ဒီ Sunday မှာကျွန်တော်ကြည်ညာပါမယ်။တလလုံး October မှာရေးပြီး November ဒုတိယပတ်ကျွန်တော်သင်းတော်ရဲ့မွေးနေ့အသင်းတော်မွေးနေ့ဈေးတော်ချီးမွမ်းတဲ့အနေနဲ့ကျွန်တော်တက်တိုင်းရေးခိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တင်သူတင်သားတွေရော online ပရိသတ် Facebook YouTube ကြည့်တဲ့သူအကုန်ရှင်းပြနိုင်တာဖြစ်တယ်။အဲဒီစီကံချက်တွေတော့လာမယ့် Sunday မှာကျွန်တော်ပြောပါမယ်။ဒါကြောင့်အဲ Sunday ဘုပ္ပကိုကိုချင်းဓမ္မဒေသနာပြီးတဲ့အခါကြောညာစရာကဏ္ဍမှာနားထောင်ပြီးတော့ဝင်ရောက်ရှင်းပြနိုင်ကြောင်းဖော်ပြလို့ရတယ်။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ God bless you. အော် sit down ကောင်းချီးခံယူကြပါစို့။ခမီးတော်သားတော်သရှင်တော်ဝင်းတော်။ဒုံမတူဖြတ်ထံတော်ပါမကောင်းချီးဖြတ်ပြသည်။သင်တို့အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့မွေးနေ့ချက်ရောက်တဲ့အသင်းတော်ရဲ့ editor toothpick ရိုက်ကူးရေး editor media editor ဖြစ်တဲ့ကိုဖြိုးနဲ့တကွမိသားစုများပပန်းသဇင်နဲ့တကွမိသားစုများမှစဒီကနေ့မွနီရှင်တီးတီးမင်္ဂလာနေ့ပါလေကြောက်တော်သူတီးတီးဘုံတော်ဝင်စားတဲ့သူတွေရဲ့အကြံရှိတဲ့မိသားစုတွေမှစအားလုံးပေါ်တို့ယနေ့မှစကာလဆင်းမြဲချစ်ရှုသူများနဲ့တကွမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ဘေးဥပကင်းဝေးခြင်းနဲ့တူကောင်းကြီးဖြာဖြာတို့သည်တက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောက်ကြည့်ပေးပါစေ God bless you all ချစ်ရပြန်လေးတွေ့ဆုံကြပါစို့